အားလုံးပဲမင်္ဂလာပါ Forever Gunner Facebook နဲ့ TR YouTube Channel တို့ကနေတွေ့ကြပါတယ်။ကျွန်တော်ဒီကနေ့ညမှာတော့ Arsenal တင်းပတ်သက်တဲ့သတင်းကြောင်းလေးနည်းနည်းတော့ဆွေးနွေးသုံးသပ်ကြည့်အောင်။အရင်ဆုံးအနေနဲ့ Arsenal တင်းကဒါ Crystal Palace အတင်းကိုဒါ 1C ဆိုတဲ့ရလနဲ့အနိုင်ရရှိတဲ့ပွဲစဉ်မှာတဒံရရသွားတဲ့ကစားသမားတွေနဲ့ပတ်သက်ပြီးကျွန်တော်အရင်ဆုံးဆွေးနွေးသုံးသပ်ကြည့်ခြင်းနဲ့ ါကပါလဲဆိုတော့ဒဟန်ရသွားတဲ့ကစားသမားဒါအဲ့ဒီပွဲစဉ်အပြီးမှာကျွန်တော်ဒဟန်ကရကစားသမား၄ယောက်ထိရှိခဲ့တယ်ဒါကတော့ကျွန်တော်ပထမဦးဆုံးဒါပထမပိုင်းပြီးဆုံးချိန်မှာလူစားလဲလိုက်ရတဲ့ဒါဝီလျံဆလီပါပေါ့လေဒါဝီလျံဆလီပါရှိမယ်ပြောရဲဆိုလို့ရှိရင်နောက်တက်မှာပဲရီကတ်ဒိုကာလာဖီယိုရီရှိပြီးတော့ဒါနောက်ထပ်ကစားသမားကတော့ကွင်းလေယာကစားသမားဖြစ်ပြီးတော့ဒက်ကလန်ရိုက်စ်ရယ်ဒါပြောရဲဆိုလို့ရှိရင်တိုက်စစ်မှာဒါ လူစားဝင်လာတဲ့ဘူကာယိုဆာကာနေရာကိုလူစားဝင်လာတဲ့ဒါမာတင်နယ်လီပေါ့လေဒါကတော့ကျွန်တော်တို့ပြိသက်တွေအကုန်လုံးမြင်လိုက်ရတဲ့ကစားသမား၄ယောက်ရဲ့ဒဏ်ရာတွေပေါ့လေဒီဒဏ်ရာတွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့မီကေအာတီတာကဒီပွဲစဉ်အပြီးမှာဒါသူ့အနေနဲ့ဘယ်အရာမှတိတိကျကျပြောနိုင်တယ်မရှိသေးဘဲနဲ့ဒါဒီအသင်းတောင်းဝင်ရှိသူတွေနဲ့သူ့အနေနဲ့စကားပြောဖို့လိုအပ်ပြီးတော့ဒီကစားသမားတွေရဲ့အခြေအနေကိုဒါဒီအသင်းတောင်းဝင်ရှိသူတွေရဲ့စေအဖွဲ့ကပဲဒါဒီကစားသမားတွေရဲ့အခြေအနေကိုတိတိကျကျပြောနိုင်လိမ့်မယ်ဆို ပြီးတော့ဒါမိခေအာဒီတာကပြန်လဲဖြေချားသွားတယ်အဒီနေရာမှာဒီနေ့ညမှာတော့ဒါဒီကစားသမားတွေရဲ့ဒဏ်ရာရအခြေအနေနဲ့ပတ်သက်ပြီးတော့ဒါသတင်းတွေတက်လာတယ်ဒါတက်လာတာဟိုတခါတည်းမဟုတ်ဘူးလေနော်ဒီသတင်းဌာနတစ်ခုတည်းတင်တာမျိုးမဟုတ်ဘဲနဲ့သတင်းဌာနနှစ်ခုသုံးခုလောက်ကဒါဒီကစားသမားတွေနဲ့ပတ်သက်ပြီးတော့ဒီဒဏ်ရာရတဲ့ကစားသမားတွေရဲ့အခြေအနေကိုဒါ ပြောရမယ်ဆိုလို့ရှိရင်အနီးဆက်ဆုံးခံမှန်းပြီးတော့တင်ထားတာမျိုးတွေလည်းရှိတယ်လို့တိတိကျကျဆိုပြီးတော့တင်ထားတာမျိုးလည်းရှိတယ်အခုတက်လာတဲ့သတင်းတွေအရာကျွန်တော်တို့ဒါပြပြောဝတရားရရင်လုံးယုံကြည်လို့ရတာမဟုတ်တာဖြစ်သည့်တိုင်အောင်ကျော်ညီကိုဒီဒါအာဆင်နယ်သင်းနဲ့ပတ်သက်ပြီးဘလို့သတင်းပဲဖြစ်ဖြစ်ဒါကျွန်တော်လူမျိုးနားထောင်ခြင်းနဲ့ဖတ်ခြင်းနဲ့ဆိုတော့ကျော်ညီကိုတွေအတွက်ရည်ရွယ်ပြီးတော့ကျွန်တော်အနေနဲ့ဒါကျော်ညီကိုတွေကို share လုပ်ပေးခြင်းဖြစ်တယ်ဒါဒီသတင်းကတော့ဒါဘာဖြစ်ဖြစ်60လောက်ရရင်လုံးလောက်တေချာတဲ့သတင်းထဏာတွေကထုတ်လွှင့်လာတာဖြစ်တယ်လို့ဒါ80ရရင်လုံးလောက်တေချာတဲ့သတင်းထဏာတွေကတင်ထားတာမျိုးတွေလည်းရှိတယ်လို့90ရရင်လုံးလောက်တေ ေးကြားတဲ့သတင်းထားတဲ့တင်ထားတာမျိုးလည်းရှိတယ်အဲ့အတွက်ကြောင့်ညကိုတွေချင်းချင်းပြီးတော့ယုံပေးစေခြင်းနဲ့โอเคပါအရင်ဆုံးတယောက်အနေနဲ့ဒါ William Saliba ပေါ့လေ William Saliba နဲ့ပတ်သက်ပြီးတော့ဒါ William Saliba ကပထမပိုင်းပြီးဆုံးချိန်မှာသူ့ရဲ့ဒါဒန်ယာဟောင်းတော်ခွတ်ကြောနေရာမှာဒါနာကျင်မှုအနေငယ်ခံစားနေရတာဖြစ်တဲ့အတွက်ဒါမီ KR data နဲ့ဒါအသင်းတော်ဝင်ရှိသူတွေကအနားယူဖို့ကိုဒါတိုက်တွန်းခဲ့ပြီးတော့ကစားသမားကလည်းဒါဒုတိယပိုင်းပြန်ဆချိန်မှာ Christian Morguer နဲ့ဒါလူစားလဲပြီးတော့ အနားယူလိုက်ရတယ်ဒီကစားသမားရဲ့ဒဏ်ရာအခြေအနေက ဒါအရင်စိုးရိမ်စရာမရှိဘူးဆိုပြီးတော့တရင်ထားတာတွေကပေါ်ပြထားပြီးတော့အ ਨੇ ဆုံးဒီကစားသမားကဒီတစ်ပတ်အတွင်းမှာပဲပြန်လာနိုင်လိမ့်မယ်ဆိုပြီးတော့ဒါတရင်မီဒီယာတွေကပေါ်ပြထားပါတယ်နောက်ထပ်တစ်ယောက်အနေနဲ့ဒါကျွန်တော်တို့ Declan Rice ပေါ့လေ Declan Rice နဲ့ပတ်သက်ပြီးတော့ Declan Rice ကပထမပိုင်းမှာတည်းကဒါသူ့အနေနဲ့ခြေသလုံးကြွက်သားကိုဒါကန်ခံထားရတယ်ဒီတန်းဒီနေရာမှာဟိုခြေသလုံးနေရာမှာဒါအနေငယ်နာကျင်မှုဝေဒနာကိုခံစားနေရတယ်ဒါပေမဲ့ဒုတိယပိုင်းပြန်ပြီးကစားနေတဲ့အချိန်မှာဒီနေရာကိုပြန်ထပ်ထိွားတာဖြစ်တဲ့ ဲ့အတွက်ဒါတဂရန်ရိုက်စ်ကိုထပ်ပြီးတော့ဒဏ်ရာကြီးကြီးမားမားမရစေလိုတဲ့အတွက်ဒါလူစားလဲလိုက်ရတယ်ဒါဒီဒဏ်ရာကတော့ကျွန်တော်တို့သိကြတယ်ဒီဟိုဘာလို့ပဲဝီလျံဆလီပါလို့ပဲပေါ့လေဒါဒီတစ်ပတ် အတွင်းမဲ့ပြန်ကောင်းလာနိုင်ပြီးတော့ဒါဒဏ်ရာကစိတ်ပူစရာမရှိဘူးဆိုပြီးတော့ဒါတရေထားတာတွေကပေါ်ပြထားတယ်နောက်တစ်ယောက်ကတော့ကျွန်တော်ရဲ့ဒါဘယ်ချန်ခံစစ်ကစားသမားပေါ့လေဒါရီကာโดကလာဖီယိုဒီပေါ့လေရီကာโดကလာဖီယိုဒီကတော့ဘာဖြစ်တာလဲဆိုတော့သူ့အနေနဲ့ပွဲမစခင်အချိန်တည်းကဒီကစားသမားကဒါကြက်ခိုင်မှု ်ဘိုင်းဆိုင်ရာ အနေငယ်အားနေနေတယ်ဒါပေမဲ့ကစားသမားကိုရိုင်းကလည်းဒီပွဲကိုဝင်ကစားခြင်းနဲ့ဆိုပြီးတော့စိတ်အားထက်သန်နေတာဖြစ်တဲ့အတွက်ဒါ MKR data ကအသုံးပြုလိုက်တယ်ဒါဒီပွဲစဉ်ပြီးတဲ့အချိန်မှာဆိုကျွန်ညီကိုလေးလည်းမြင်ရမှာပဲဒါဒန်ရကစားသမားလေးလို့တာပြောတယ်ဒါပေမဲ့ဒက်ကလန်ရိုက်ကောဒါရီကာရိုကာလာဖီိုရီရောဒါအကောင်းဆုံးဒါသူတို့အနေနဲ့ပြည်သက်တွေကိုနှုတ်ဆက်သွားတာမျိုးတွေရှိသလိုဒါဒက်ကလန်ရိုက်အနေနဲ့လည်းလူစားလဲတဲ့အချိန်မှာလည်းဒါ ခေါင်းကိုလက်ညှိုးထိုးပြပြီးတော့ပွဲကိုဒါခေါင်းသုံးပြီးကစားဖို့အတွက်သူ့အနေနဲ့တင်းပေါ်တွေကိုညွန်ကြားခဲ့တဲ့ပုံစံမျိုးတွေအစကျွန်တော်တို့တွေ့ခဲ့ရတယ်ဒါအားလုံး AC ပဲဆိုတဲ့ပုံစံမျိုးထီကျွန်တော်တွေ့ခဲ့ရဖြစ်တဲ့အတွက်ဒါဒီကစားသမား၃ယောက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တိတ်ပြီးစိတ်ပူစရာမရှိဘူးဆိုပြီးတော့ကျွန်တော်အနေနဲ့အချင်းချင်းမြင်မိတယ်ဒါကျွန်ညီကိုတွေအနေနဲ့လည်းဒါအရင်စိတ်ပူစရာမရှိဘူးဆိုတဲ့အကြောင်းကိုဒါကျွန်ညီကိုတွေသိစေချင်တယ်ဒါနောက်ထပ်တယောက်အနေနဲ့ကတော့အာကာရီယာမာတင်နေလीပေါ့လေဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဒီကစားသမားကဒါဒုတိယပိုင်းမှာ ဒါဘူကာယိုဆာကာနေရာကိုလူစားလဲပြီးဝင်လာတယ်ဘူကာယိုဆာကာကိုလူစားလဲတဲ့နေရာမှာလဲဒါကျွန်တော်ပြိတ်သက်တွေအနေနဲ့ဒါစိတ်ပူပူပန်မှုတွေအများကြီးရှိတယ်ဗောလေဒါကတော့ ဟုတ်ပါတယ်ဘူကာယိုဆာကာအနေနဲ့သတင်းချက်လက်တွေဘာသတင်းချက်လက်မှတက်မလာပဲနဲ့ဘူကာယိုဆာကာကဒါတကယ်ဆိုလို့ရှိရင် fish နဲ့ဟိုမပြည့်ဘူးပေါ့လေဒါသူ့အနေနဲ့ကြက်ခိုင်မှုအာမပြည့်ဘူးကစားသမားကနလန်တာပုံစံမျိုးဖြစ်နေတာပေါ့ဗျာပြောရမယ်ဆိုသူ့အနေနဲ့ဒန်ဟိုနေကောင်းပြီးတော့ပြန်ပြီးတော့မှဒါပွဲချက်ချင်းကစားရတဲ့ပုံစံမျိုးဒါသူ့အနေနဲ့ဖြားနေတယ်ဆိုပြီးတော့ဒါသတင်းမီဒီယာတွေကပေါ်ပြထားတယ် အဲဒီကစားသမားကဖျားနေတာဖြစ်တဲ့အတွက်ဒါပွဲပန်းပြီးတော့ဒါပုံမစိုးအောင်ဒါမီကေအာဒေတာကဒါကာဘရီယယ်မာတင်နယ်နဲ့လူစားလဲလိုက်တယ်လဲလိုက်တဲ့အချိန်မှာကာဘရီယယ်မာတင်နယ်ကကိုင်းနဲ့ရောက်ပြီးမကြဘူးဒါသူ့အနေနဲ့ ဟိုတရောက်ခွက်ကြောဒန်ရပုံစံမျိုးပေါ့လေတကယ်တော့တရောက်ခွက်ကြောဒန်ရဆိုပြီးတော့အတီးပြုထားတာမျိုးတော့မရှိဘူးဒါတချို့သတင်းဌာနတွေရဲ့ဖော်ပြချက်အရဆိုလို့ရှိရင်ဒါခြေတလုံးကြွက်သားဒန်ရဆိုပြီးတော့ဒါဖော်ပြထားတယ်ဒီကစားသမားကတော့ဒီဒီကျွန်တော်တို့ဒန်ရထားတဲ့ကစားသမား၄ယောက်ထဲမှာအဆိုးဆုံးဖြစ်လိမ့်မယ်သူ့အနေနဲ့အ ਨੇ ဆုံးနှစ်ပတ်လောက်အနားယူရဖွယ်ရှိတယ်ဆိုပြီးတော့အာဆင်နယ်နဲ့နီးစပ်တဲ့သတင်းဌာနတွေကဖော်ပြထားပါတယ် ကျွန်တော်တို့ဒါ30ရက်နေ့မှာတော့ဒါဒီနေ့ဆိုလို့ရှိရင်28ပေါ့လေဒါမနေ့ဖြစ်29ရက်နေ့ည30ရက်နေ့မနေ့အစောပိုင်းမှာတော့ဒါအာဆင်နယ်အသင်းကအင်ဂွေ Emirates Stadium မှာဒါ Brighton အသင်းကို EFL ပွဲစဉ်အဖြစ်ဒါအဲ့ခံရှင်ပြန်ကစားရမယ်ဒါဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ဒါ Brighton နီးပြကပြောထားတယ်ဒါပါလဲဆိုတော့အာဆင်နယ်အသင်းကိုကျွန်တော်တို့ဒါရက်တက်မှုစဉ်းစားတဲ့နေရာမှာဒါ career မှမဟုတ်ဘူးဒါသူနဲ့တွဲဖက်ပြီးတော့အလုပ်လုပ်နေတဲ့သူတိုင်းကိုလည်းကျွန်တော်တို့ကဒါတတိကြီးကြီးထားပြီးတော့ င်ဆိုင်သွားရမယ်အာဆင်နယ်တင်းကဒီရဒီမှာဒါခံစစ်မှာအကောင်းဆုံးပုံစံပြထားတဲ့တင်းတင်းဖြစ်တာဖြစ်တဲ့တို့ကဒါသူ့အနေနဲ့တော်တော်လေးကိုခေါင်းရှုပ်ခေါင်းရှုပ်မိတယ်ဆိုပြီးတော့ဒါအော် Brighton နီးပြကပြောထားတာဗောလေဒါနောက်တဲ့တင်ပြမှုအနေနဲ့ Paul Marsing ကပြောထားတာဗောလေ Paul Marsing ကဘာပြောထားလဲဆိုတော့ Arsenal အသင်းအနေနဲ့ဒါ Di Yati မှာအကောင်းဆုံးပုံစံရထားတယ်ဆိုတာကျွန်တော်တို့တွေဒါအားလုံးလက်ခံရလိမ့်မယ်ဒါဒီနေရာမှာပြောစရာရှိနေတာက Paul Marsing က ဒါအာဆင်နယ်အသင်းဒီယာဒီဖလားမရခဲ့ဘူးဆိုလို့ရှိရင်သူ့အနေနဲ့အန်အောမီလိမ့်မယ်ဒါအာဆင်ဝင်းကားလက်ထက်တုန်းကဒီလိုမျိုးတေချာတဲ့ဒါဘယ်လိုပြောမလဲဒီအသင်းကဖလားရမှာပါကွာတေချာသွားပါပြီကွာဆိုပြီးတော့ဒါဒီလိုခန်းစားချက်မျိုးသူ့အနေနဲ့မရခဲ့တာအမှန်ပဲဒါဒီအသင်းကတော့အခုယာတီမှာမိခေအဒေတာရဲ့အသင်းကတော့အခုယာတီမှာဒါဒီလိုခန်းစားချက်မျိုးကိုဒါပြိတ္တတိုင်းကိုပေးစွမ်းနိုင်ပြီးတော့ကျွန်တော်တို့ကိုယ်တိုင်လည်းဒီလိုခန်းစားချက်မျိုးရနေတယ်တကယ်လို့ဒါအာဆင်နယ်အသင်းဖလားမရခဲ့ဘူးဆိုလို့ရှိရင် ဒါကျွန်တော်အနေနဲ့အန်ဩမိသွားမယ်ဆိုပြီးတော့ဒါပေါ်မာဆင်ကပြောကြားထားပါတယ်ဒါကတော့အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့ဒါသတင်းကြောင်းတွေပဲဖြစ်ပါတယ်ဗျ။ကျွန်တော်ညူကိုတွေရောဒါဘလို့ထင်မိလဲအာဆင်နယ်အသင်းအနေနဲ့ဒီယာတီမာဒါပရီးမီးယားလိဖလားကိုလေဒါစုကူးသွားနိုင်မလား။နှစ်20ကျော်လုံးလုံးကျွန်တော်တို့ဝေးကွာနေတဲ့ဒါပရီးမီးယားလိဖလားကိုတကြောပြန်ပြီးတော့ခြင်မြောက်နိုင်မယ်ထင်လား။ကောမမဝင်အောင်မှတ်ချက်ပေးတော့လို့ရပါတယ်ဗျ။အားလုံးကျေးဇူးတင်ပါတယ်။